တရေမျိုးတော့ဒုံဖုံနေပြီးတော့ဟာခုဆိုလို့ရှင် heavy war တရေအိမ်ကနေပြီးတော့တက်အတိုင်းဝိုင်းအတွက်ပြောင်းဖွင့်တရေပေးလိုက်သလားအောင်ကြရတယ် ကြားရတဲ့ပရင်အရာဆိုလို့ရှိရင်နေပြီးတော့မှမသူမှတော့မနေရကြတော့ဘူးလေနေခင်ဘက်ဆိုငလင်းလှုပ်ညဘက်ဆိုတေးရဲကလှုပ်နေညညဆိုအော်တန်နေကြားနေရတယ်ကိုပါကဲပါနဲ့အပုံနဲ့ကလည်းထောင်းမောင်းကိုထနေတော့တယ်ဘုရဘူးကျင်ဆိုအလည်းသူ့ဝန်ထမ်းတွေကိုဇုတ်တင်ယုံတက်ဖို့လှုပ်ခိုင်းတယ်ဘသူမှလည်းယုံကတက်ခိုင်းလို့မရတော့ဘူးလေနေပြီးတော့တေးရဲမြို့တော်ရဲ့တမိုင်းချောင်းလေးကိုလည်းအခုဂျုံလုံးနည်းနည်းတော့ထည့်ပြောလိုက်ခြင်းနေတယ် ဗုဒ္ဓဘုရင်ဆိုတဲ့သူ့ရဲ့နောင်တော်ကြီးပြောင်းတော်တိခံသူတွေရဲ့နေပြီးတော့တရေမြို့တော်အချောင်းကဒီလိုမြန်မာစကောင်းဆောင်တွေကဘေးရင်ဟောကိန်းတွေကိုယုံလိုက်တာမှယောက်ျားရင့်မာတန်ကြီးတွေနဲ့ငါပြောွဲအုံပွဲတွေနဲ့နေတယ်လေရေတွေကလုတ်ခဲကြတာဘူးဒါကလည်းခစ်ဆက်ဆက်ဘေးရင်ယူအာနာယူတိုင်းရဲ့လုတ်ခဲတဲ့ဟာအဲ့လိုဘေးရင်ရေတွေကအတွက်ချက်ကြောင့်လေဒီနေပြီးတော့နေရဟုရွေးခဲ့တာ နောက်တစ်ခုကစီအမြင်ကြောင်လဲပါတယ်နောက်ကကြောက်တာလဲပါတယ်ခုယူကြတယ်နေရာမန်လေးတိုင်းပြမနာမြို့ရဲ့နောက်ဖက်နှမိုင်အကွာဒေသတစ်ခုနေပြီးတော့ပြည်တော်စုနေမီရဲလို့အမိသမုတ်ပြီးတော့မြန်မာနိုင်ငံရဲ့မြို့တော်ဖြစ်သတ်မှတ်ခဲ့ကြတယ်အရက်ကစူးမှန်ပေါ့အယူကဇက်လုတ်ခဲ့ကြတာဟိုအရက်စူးတော့ယူဇက်လုတ်ခဲ့တာနေပြီးတော့ဆိုတာကပြင်းနန်းဆိုင်တဲ့မြို့လို့ခေဆက်ဆက်ကတုံးခဲ့ကြလေတော့တမရာယူအာနာယူဘရင်ယူယူနေကြတဲ့စစ်ကောင်းဆောင်ကြီးရဲ့အိမ်မက်နဲ့ ဆက်ဆက်နေတဲ့အစည်းအဝေးဆိုတာမမားနိုင်တော့အဲ့ကာလတုန်းကမြို့တော်ရန်ကုန်ကလေပတ်နေပြီးသားရုံးလုံငန်းတွေအကုန်လုံးကိုကာကြီးကာငယ်အသွေးသွေးနဲ့ပျောက်ရွှေ့သွားကြတဲ့မြင်ဝင်ခုချိန်ဒီအောင်ပြန်မြင်အောင်မိသေးတယ်နေပြီးတော့လဲရောက်ရောလမ်းတွေကလည်းအကျယ်ကြီးဒါပေမဲ့သွားမဲ့ကားမရှိတိုက်တွေအိမ်တွေဟိုတယ်တွေကလည်းဟီးလို့ဘယ်သူမှမရှိဘူး အစိုးရရောင်းတဲ့ယုံလေးဆိုတာကလည်းတယုံအနဲ့တယုံသွားဖို့တော့ထက်ထက်တောင်းအသွေးသေးကိုဖြတ်ရတယ်ဗျ။အဲကြောင့်မလို့နိုင်ငံညာသားတွေအပါအဝင်အားလုံးကပါဇက်ပြားမှာ Go City Go City ဆိုပြီးတရမျိုးတော့ဆိုပြီးတော့မှပြောစမဲ့ဖြစ်သွားတာ။အခုတော့တရမျိုးတော့ဆိုတာအဲ့တွေကနန်စီးသွားတော့ပြင်းရသားရတက်တက်ကိုပါကုန်တော့တာပဲ။ခုတော့အဲ့ဒီပြောစမဲ့ကြီးကအမီးတွန်သွားပြီးကအမီးနှံမကလည်းကြည်လိုက် အာနာယူရဲ့အကြိုက်နေပြီးတော့စူတဲ့နတ်မီကိုကြော်ပြီးတော့အမှန်တကယ်ဖြစ်ပေါ်လာပြီ။ဘယ်ပင်မှလည်းနမ်းမဆိုင်နိုင်ပလင်ပေါ်မှာလည်းခွေတက်ထိုင်နေတဲ့အဖြစ်နဲ့ကြုံနေရတယ်။လလင်ကြီးတန်းချောင်းတေးကြီးပျက်စီးကြတဲ့သူတွေကလည်းလောင်းလောင်းမကောက်နိုင်တဲ့ပုံနဲ့တထောင်ထောင်နဲ့တကယ်ပေမျိုးတော်ဖြစ်သွားခဲ့။ပြတ်သွားတဲ့နန်းတော်ကိုဘယ်တော့မှပြန်ပြင်ပြီးတော့နေရုံထုံးစံမရှိတဲ့ရှေးပင်တွေရဲ့အစွဲကိုတင်းကလည်းပယ်နိုင်မှာမဟုတ်ဘူး။ မုန်တဲ့ဘင်းယူယူနေတဲ့ဘူတပူကျင်ဆိုးတယောက်ကလည်းဘယ်နေရာပြောင်းပြီးရုံးခိုင်ရမှာမသိပဲအယူပုံပြောက်ဖြစ်နေဘူတပူကျင်ဆိုးတိထားရမှာကရာဇပလင်ပေါ်မှာတက်ထိုင်လိုက်ုံနဲ့ခွေးကဘင်းဖြစ်သွားမယ်ဆိုတဲ့ခင်မဟုတ်တော့ဘူးဆိုတာပဲသူကဟန်ကိုကိုလည်းလုံးဆရာမရှိတော့ဟန်လည်းမရှိအဆန်လည်းမရှိတော့ခုဆိုလို့ချင်းကြည့်လိုက်လာရှိုးကိစ္စမှာဆိုရင်တက်ကသူ့တက်ကတော့မှမကြည်နဲ့တဲ့သူတွေအတန်တွေထွက်လာနေတယ် လာရှုကိုတေယုကအုတ်ချုံနေတယ်လို့ခံစားရတယ်တခုခုဆိုတေယုကိုအကြောင်းကြားပြီးလောက်ရမယ်ဆိုတဲ့ဝိဗန္ဒန်နဲ့ပွက်လောညံဒါကြောင့်လေဟိုတနေ့ကပြင်ဦးလေမှာပုတပ်ဘူးကျင်ဆိုးကြီးကရောက်ပြေးလာပြီးတေယုကိုမဝေဖန်ဘူးခြေဆူးရှင်ကိုမစော်ကားဘူးမှားတယ်ဆိုတဲ့တဲ့တွေကပေါ့တတိပေးတယ်ဆိုတာတွေကပေါ့နေတယ်အဲ့တော့ပုတပ်ဘူးကျင်ဆိုးအပေါ်မှာသူ့ရဲ့တက်တွင်းယုံကြည်မှုကကြာဆင်းလို့လာနေပြီသူလူတွေကလည်းကြီးလာအောင် ော်လိုင်းအင်အားစုတွေကမတက်ရသေးဘူးအလန်ထူထောင်းမယ်ဆိုတာကြီးပဲခုဆိုလို့ရှင်အင်အားစုတွေအားလုံးတော်လိုင်းအင်အားစုတွေကရဲ့ညီညွတ်မှုကလည်းသူတို့ရဲ့ညီညွတ်မှုကလည်းတပ်ပေါင်းစုစီကိုဥတည်နေပြီဖလန်မျိုးတင်တိုက်ပွဲဥသာကြည်ပြီတော့ဗျာအဲ့တော့ချင်းတောင်တန်တလျှောက်ရခိုင်တောင်လန်းတလျှောက်လွတ်မြောက်ပြီးရင်တော့ထိုးစစ်ကြီးကလှိမ့်ဆဲလာလိမ့်မယ်။အညာတကြောမှာကလည်းတစ်ဖက်ပြန်ကြည့်လိုက်အောင်။ပျောက်ကြားစစ်မှပြီးထိုးစစ်အနေထားတော့ရောက်လူဖြစ်နေပြီ ဲ့တော့ဘူတပ်ပုကျင်ဆိုးအတွက်ကတော့ပြောရရင်ထင်တာမြင်တာအောင် ပြောရရင်တော့အညာကထမီးအောင်မီမုံထုတ်ခံထားသလိုဖြစ်နေအထက်ကလည်းဆလောင်းမုံမီးပူပေးပြီးပုတ်လိုက်တဲ့အောက်ကလည်းဒဲဥမီးပေးပြီးတော့ဖုတ်နေတာဆိုတော့သူဆိုလို့ရှိရင်တင်းမှာနေရကလည်းမြို့ပြတရေမြို့တော်မှာဖြစ်ကုန်တော့ခွေးနေရမေးကဖြစ်ကုန်တော့တာပေါ့ပြောရရင်တော့တရောင်းစားခွက်ပြောက်လို့ဖြစ်ကုန်တယ် ဒါကြောင့်လေဗုဒ္ဓဘုကျင့်ဆိုးကသူ့ရဲ့တခုတည်းသော အားထားရဖြစ်တဲ့လေးတက်အားတခုတည်းနဲ့ဟန်ပြကြံ့ပြရမ်းပြနေတာငလင်ကြောင့်လို့အုတ်ချုပ်သူ့ရဲ့အုတ်ချုပ်ရေးဘဟုနေပြီးတော့စစ်ဘဆိုင်ရာ main base နဲ့ပါအကုန်ပျက်စီးသွားတဲ့အခြေအနေဖြစ်သွားပြီဒါကိုလူသိမှန်ဆိုတော့ဟန်ကိုကအကြံထုတ်စားချက်နေတော့တာပဲဒီတရင်ဆိုယူပုံရင်းနဲ့ဖုံးဖြတ်ဖို့လုပ်နေတာအဲ့ဒါပါလေတင်းကိုပဲခုတလုံးပါလေတက်အားကိုနဲ့စုကိုဖုံးချဲချနေတော့တာ ဆုံမင်းတစ်ခုရှိတယ်မို့လားအားနဲ့နေချိန်မှာအာကြီးတကဲ့သို့ကြင်ကြံမှာဆိုတဲ့စုံစုရဲ့ဖော်မြူလာတိုင်းတင်းကလုံနေတာဘုရဘူးကျင်းစုအယူမီဝိုင်းဖြစ်နေချိန်မှာလဲကိုဘက်ကလည်းတက်ပေါင်းစုအ мян ဖွင့်နိုင်အောင်လုပ်အောင်ဝဲသိမ့်ထိုးစစ်ကိုစနိုင်အောင်လုပ်ကြဖို့လိုလာတယ်ကံကုံလို့ရန်ကုံပြောင်းနေရတာမို့ကံအကြမှာတင်းရဲ့ဘုရဘူးကျင်းစုရဲ့ကံအကြမှာလှန်လဲပါတခါထထိုးချဖို့လုံနေပြီဗျအစင်ဘိန်တက်ပေးကြရအောင်လားဗျ ကျုံမရိုင်းဆိုင်တဲ့ဥက္ကလာအတိုင်းဝိုင်းဘူတပ်ပူကျင်ဆိုးလို့အုပ်စုဟိုကျွန်တော်တို့ရဲ့ညင်ညွတ်အားနဲ့ဒင်းတို့ရဲ့တီတွတ်တွေပါမဖြစ်ရလေအောင်ယုံလိုက်ကျုံလိုက်ကြဆိုလားဂျီရောကအောင်နေပြီ။